မြတ်စွာဘုရားသည်မြန်မာနိုင်ငံကိုကြွားဘူးပါသလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှာသာဘူးเนาะသို့တော်လည်းပဲအရှင်မဟာပုဏ္ဏမထေရဲ့ပင်ဖိတ်မှုကြောင့်မြတ်စွာဘုရားသည်သူနာပရန္တတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ်အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သူနာပရန္တတိုင်းဟာ ယနေ့မြန်မာနိုင်ငံဤစကိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေမပါတီဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချေချွတ်ရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်။ဒါကိုတော့သိထားဖို့လိုပါတယ်နော်။ ဒီမန့်ပိုင်ရှင်ကရွှေရင်ကျော်စရာဖြစ်လိမ့်မယ်ထင်တယ်နော်သူပြောလိုတဲ့သဘောကဖះငားစုအမိန်ဆိုတာမဟုတ်တဲ့အကြောင်းတခြားစရာတွေလည်းသိအောင်ပြောပြပါလို့ဆိုလိုခြင်းဖြစ်တယ်အမိန်မဟုတ်ပါဘူးမိန်ပါနော်မိန်ဆိုတာမိန်ကြတာကိုပြောတာပါအဲ့ဒါကိုအမိန်ဆိုပြီးမှားယွင်းစွာသုံးနှုန်းနေခြင်းဖြစ်ပါတယ်နောက်ပြီးဖះငားစုဆိုတာလည်းမှားပါတယ်နော်ဤကဘာသည်ဖះငားစုပွင့်တဲ့ဗဒကဘာဆိုတာမှန်ပြင်မယ် ဖရာလေးသူပဲပွင့်ပါသေးတယ်။အရိမတရားဖရာမပွင့်သေးပါဘူး။အလောင်းတော်ဘဝပဲရှိပါသေးတယ်။အဲ့ဒီလိုအလောင်းတော်ဘဝပဲရှိသေးတာကြောင့်ဖရာမဟုတ်တဲ့အတွက်ဖရာစည်ရင်ထဲကိုထည့်လို့မရပါဘူး။ဖရာမဟုတ်တဲ့ပုံကိုယ်ကိုဖရာစည်ရင်ထဲထည့်မယ်ဆိုရင်မှားယွင်းပါလေ။ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကိုကြည်လိုက်ပါ။မြတ်စွာဘုရားသည် ဖရာမဖြစ်ခင်အလောင်းတော်ဘဝမှာပါရမီဖြည့်ခြင်းစဉ်ကာလတစ်လျှောက်လုံးဖရာဖြစ်ကြောင်းဝန်မခံပါဘူး။နော်။ တပည့်ညွတ်ညံတော်ကိုရမှဖျားဖြစ်ကြောင်းဝန်ခံတော်မူပါれဓမ္မစကြာတုံးမှာအထင်ရှားရှိပါれဒါကြောင့်အလောင်းတော်ဟာဖျားမဟုတ်တဲ့အတွက်ဖျားငါးစုဆိုတဲ့စကားဟာမှားယွင်းပါれဖျားလေးစုမိတ်ဆိုတဲ့စကားကပို့ပြီးတော့မှန်ပါれနော်ဒီနေရာမှာပြောเสียရာရှိတာကဖျားလေးစုမိတ်လို့ပြောလိုက်ခြင်းဟာတကယ်ကိုဖျားကမိတ်ရဲ့လားလို့မိစရာအကြောင်းရှိပြန်ပါれဒီနေရာမှာမိတ်တာမမိတ်တာကိုပြောတာမဟုတ်ပါဘူးစကားအတုံးလုံးမှားယွင်းနေတာကိုပြောခြင်းသာဖြစ်ပါれ နားလည်ပါစေနော်အရှင်ဖေယျရိုသေစွာလျှောက်ထားအပ်ပါれဖေယျမြတ်စွာဘုရားရှင်ကအခုလိုစက်မှုထွန်ကားခဲ့တဲ့ခေတ်မှာပါရမီဖြည့်ခြင်းခဲ့ရဘုလားဖေယျဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘရင်ခေတ်တွေတော်တလိတွေပဲတွေ့နေရလို့ပါဖေယျတဲ့ပါရမီဖြည့်ခြင်းစဉ်ကာလမှာရောဖရာဘဝရောက်တဲ့အထိစက်မှုထွန်ကားတဲ့ခေတ်နဲ့ကျုံပါတယ်ကထဝါဟနဇတ်ကိုကြည့်လိုက်ပါကထဝါဟနဇတ်တော်မှာ တစ်သားဖြင့်ပြုလုပ်ထားသောစိတ်ရန်တရားနှင့်ကောင်းကင်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံကားတဲ့ခင်းနဲ့ကြုံပါတယ်။ဖျားဘဝမှာကြုံတာကတော့အဇာတသက်နဲ့ညီကိုတော်တဲ့ဗောဓိမင်းသားဟာစိတ်ရန်တရားအတတ်ပညာကိုတစ်ဖက်ခန်းခက်အောင်တတ်တဲ့ကထဝါဟနအမိရှိတဲ့လူလင်ကိုခေါ်ပြီးကောကနုဒအမိရှိတဲ့အလားပါဆုံးပြတ်သက်ကိုတိဆောက်ခိုင်းပါတယ်။ပြတ်သက်ပြီးသွားတဲ့နေ့ရောက်ရင် ဆရံတရားအတတ်ပညာတွေမပြန့်ပွားရလေအောင်ကတ္တဝါဟနာကိုတတ်ဖို့ဘောဓိမင်းသားဟာကြံစီပါတယ်ဘောဓိမင်းသားဤအကြံစီကိုသိတဲ့ကတ္တဝါဟနာလူလေဟာပြတ်သက်ပြီးခန့်ကြီးအချိန်မှာပဲဂလုံးနဲ့အလားတရံတူတဲ့ဆရံတရားယင်ပြန်တစ်ခုကိုတိဆောက်ပြီးပြတ်သက်ပြီးတဲ့နေ့မှာပဲအဲ့ဒီယင်ပြန်ကိုစီး၍ထွက်ပြေးတင်းချောင်သွားတယ်လို့ဆိုပါတယ်ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံးကားတဲ့ခင်းနဲ့ကျုံးတယ်လို့ဖျားဘဝရောက်တဲ့အချိန်မှာလည်းပဲစက်မှုထုံးကားတဲ့ခင်းနဲ့ကျုံးတယ်ဆိုတာကို မှတ်သားထားရမှာဖြစ်ပါတယ်နော်မေတ္တာပို့တဲ့အထဲကစူဂျုံအလက်သုံးရခန္ဓာဆိုတာဘာပါလဲဖရာတဲ့စူဆိုတာကဝါတဲ့တတ္တဝါကို ပြောတာပါဂျုံဆိုတာကပိန်တဲ့တတ္တဝါကိုပြောတာပါ အလက်ဆိုတာက မဝမပိန်အလက်အလက်ရှိတဲ့တတ္တဝါကိုပြောတာပါဝါတဲ့တတ္တဝါပိန်တဲ့တတ္တဝါမဝမပိန် အလဲအလဲရှိတဲ့တတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့မေတ္တာပို့ခြင်းဖြစ်ပါတယ်အရှင်ဖယားယဟန်မဖြစ်ထိုက်တဲ့လူရယ်လို့ရှိပါသလားဖယားရှင်းပြလို့ရရင် ရှင်းပြပါလားဖယားတဲ့ယဟန်မပြုတ်ထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင်1အသက်20မပြည့်သောသူ2ပါရာဇိကကြာပြီးသောသူ3ပန္ဒကပန်တုတ် လေထေရတံဝတကရှင်ယဟန်အသွင်ကိုခိုး၍ရှင်ယဟန်များနှင့်ပေါင်းသင်းနေထိုင်သူ၅တိဋ္ဌိယပက္ကံတကတိဋ္ဌိအယူသို့ပြောင်းသူ၆ပိရိသာနတရိစ္ဆန်၇မာတုဂါရကအမိကိုတတ်သူ၈ပိတုဂါရကအဖကိုတတ်သူ၉အရဟန္တဂါရကယဟန္တာကိုတတ်သူ၁၀လောဟိတုပ်ပါဒကဖျားရှင်အားသွေးစင်းတီအောင်ပြုတော်သူ၁၁တန်ခဗေဒကတန်ခအသိခွဲတော်သူ၁၂ ဆက်နှစ်ဘိက္ခုနိဒုဒကဘိက္ခုနိမကိုမိထုံမှီဝဲဖြစ်စည်းတော်သူဆက်သုံးဥပတော်ပြင်ဇနက လိမ့်နှလိမ့်ရှိတော်သူတို့ဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ဆက်သုံးယောက်ဟာယဟန်ပြုလို့မရပါဘူးယဟန်ပြုမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူးเนาะအရှင်ဖေယသေရီအရက်ကိုစေအဖြစ်တောက်သုံးရင်ငရဲကြီးပါသလားတဲ့မဟာဝါပါဠိတော်မှာဖះရှင်လက်ထက်ကယဟန်တပါးဟာဥယျအနာပောက်ပါတယ် အဲ့ဒီဥယျာဉ်အနာဟာစီကိုချက်ပြီးအရက်နဲ့ရောတောက်မှပျောက်တဲ့အနာမျိုးဖြစ်ပါတယ်။ဒါကိုသိမ့်မသိမ့်ဖះရှင်ထံလျှောက်ထားတဲ့အခါမှာဖះရှင်က အရက်ဤအနံလဲမထင်ရှားအစင်းလဲမထင်ရှားအရသာလဲမထင်ရှားဘူးဆိုရင်တောက်သုံးခွင့်ရှိစေလို့ခွင့်ပြုတော်မူခဲ့ပါတယ်။ဒါကြောင့်တိလဆောင်ထင်းလိုတဲ့ဗုဒ္ဓဘာသာဝင်များအနေဖြင့်အရက်ကိုစေးအဖြစ်တောက်သုံးလိုပါကအရက်ကြီးပဲတီးတတ်မှတောက်ခွဲ သူနဲ့လိုက်ဖက်မဲ့အရာကိုရောဆက်ပြီးအရက်ဤအစင်းအနံ့အရသာ မထင်ရှားဘူးဆိုရင်တောက်သုံးလို့ရပါတယ်။ငရဲမကြည့်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံဖရရွှေတကုံကုန်းတော်ဘောကရက်ခမေတော်ကြီးကိုလူတွေဖရလို့ကိုးကွယ်နေတာမှားလားဖရအမားပါရင်ခွင့်လွှတ်တော်မူပါအရှင်ဖရမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဖရတဲ့မကိုးကွယ်တဲ့အရာကိုကိုးကွယ်နေပြီဆိုတဲ့ကောကမှားနေပြီနော် ်ပါရထတိကမှာတရဏဂုံပြည့်ချင်းအကြောင်းနှမျိုးပြဋ္ဌာန်းထားပါတယ်အဲ့ဒီတရဏဂုံပြည့်ချင်းအကြောင်းနှမျိုးကဘာတွေလဲဆိုရင်တတာဝဇဗေဒမကိုးကွယ်တဲ့အရာကိုကိုးကွယ်တဲ့အရာထင်ပြီးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြည့်ချင်းနှင့်အနာဝဇဒုက္ခဝိပါကဗေဒသိဆုံးခြင်းကြောင့်အပြစ်မရှိသောတရဏဂုံပြည့်ချင်းတို့ပဲဖြစ်ပါတယ်မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်နေတာဟာတရဏဂုံပြတ်ပါတယ် ဒါကြောင့်ဒီကိုးကွယ်မှုဟာမှားယွင်းသောကိုးကွယ်မှုဖြစ်ပါတယ်နော်